်မင်္ဂလာပါခုတစ်ခေါက်မှာတော့အော်တိုဘာလအတွင်းပြည်နှက်လာနိုင်ခြေရှိတဲ့သတင်းသူသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေကြိုတင်သတိပြုနိုင်ဖို့စူးစီးဖော်ပြသွားမှာပါဒီထဲမှာအထင်ကြီးရနေ့တွေအဖြစ်တနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တာအော်တိုဘာ15ဆိုရင်10နှစ်ပြည့်ပြီဖြစ်ပါတယ် ဒီလိုနေ့မှာလက်မှတ်ရေးထုတ်ထားတဲ့အဖွဲ့အစည်းတွေကြားသဘောထားကွဲလွဲမှုတင်းမာမှုတွေကိုပုံကြီးချက်ရေးသားတာဒါမှမဟုတ်လက်မှတ်ထိုးတဲ့အဖွဲ့တွေနှုတ်ထတာထတ်တိုးတိုင်းနဲ့ပတ်သက်လို့သတင်းတူတွေထုတ်ပေါ်နိုင်ခြင်းရှိပါတယ်။တစ်ဆက်တည်းမှာပဲတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့မြေပြင်အခြေအနေဆစ်ဆောင်ပြည်သူတွေရဲ့အခက်အခဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသတိပြုရန်လိုအပ်ပါတယ်။ ဒါပြင်တိုက်ဝဲဗီဒီယိုဖိုင်ဟောင်း AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံနဲ့လူမျိုးရေးဘာသာရေးအခြေခံဝါရဖြန့်သတင်းအမှားတွေပြန့်နှံ့လာနိုင်ကြကိုလည်းအထူးဂရုပြုစောင့်ကြည့်ရမှာပါနောက်ထပ်အနေနဲ့အော်တိုဘား9ရက်နေ့ဟာအာဇာနီကုန်းဘုံပေါက်ကွဲမှု52နှစ်ပြည့်မှာဖြစ်ပြီးအော်တိုဘား26ရက်နေ့ဟာ SNLD ထူထောင်ခြင်း38နှစ်ပြည့်ပြီဖြစ်ပါတယ်ဒီလိုထင်ကြရနေပြီမှာသမိုင်းကြောင်းတွေကိုပြန်လဲဖော်ပြတာတွေနဲ့အတူမှားရွေးတဲ့ချက်လက်တွေပုံဟောင်းတွေကိုအခုမှဖြစ်တဲ့ဖြစ်စဉ်လို့ဖန်တီးပုံဖော်တာတွေရှိလာနိုင်ပါတယ် ဒီလိုနေ့မှာဆိုရှယ်မီဒီယာအပြင်မြေပြင်လှုပ်ရှားမှုတွေပြုလုပ်မဲ့သူတွေအဖို့ဒီဂျစ်တယ်လုံခြုံရေးကိုပါထည့်သွင်းစဉ်းစားကြဖို့တိုက်တွန်းလိုက်ပါရစေ။တဘောဘီအနေနဲ့ဆက်ဆက်ရင်တော့လက်ရှိမှာလေဖိလစ်ပိုင်နိုင်ငံမှာယာကာဆာမုန်တိုင်းဝင်ရောက်တဲ့သတင်းနဲ့ပတ်သက်လို့ပြည်သူလူထုရဲ့စိုးရိမ်မှုကိုပုံမကြီးထွားစေဖို့ဖိုင်ဟောင်းနေတဲ့အတူ AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံအချက်လက်မှားတွေကိုအသုံးပြုဖြန့်ဝေမှုတွေရှိလာနိုင်ပါတယ်။စစ်ကောင်စီကအသင်းအဓမ္မပြုလုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြီးကျင်းပဖို့ကလည်းနှစ်လကျော်သာကြာနာမှု ပြည်သူတွေအနေနဲ့ဒီကာလတွေမှာရွေးကောက်ပွဲအကြိုမှာဖြစ်နိုင်တဲ့ပဋိပက္ခတွေမဲဆွယ်ပွဲနဲ့ပတ်သက်လို့ဖြစ်စဉ်အဟောင်းတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။ဒါကတော့အောက်တိုဘာလထဲမှာထွက်ပေါ်လာတဲ့ကြေရှိတဲ့သတင်းသူသတင်းမှအနေနဲ့ပတ်သက်လို့ဖော်ပြခဲ့တာပါ။သတင်းဖတ်ရှုသူတွေအနေနဲ့လည်းသတင်းတွေကိုချက်ချင်းယုံကြည်ပြီးကောက်ချက်ချတာမျိုးမဟုတ်ပဲသက်ဆိုင်ရာကတရားဝင်ထုတ်ပြန်ချက်တွေတိကျခိုင်မာတဲ့သတင်းအရင်းအမြစ်တွေနဲ့သက်ဆိုင်စစ်ဆေးဖို့လိုအပ်ပါတယ်။ဒါအပြင်လွတ်လပ်ပြီးအမိကိုကင်းတဲ့သတင်းဌာနတွေကနေတဆင်အတီးပြူပြီးမှသာယုံကြည်လက်ခံကြဖို့လေတိုက်တွန်းလိုက်ရပါတယ်။ မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီခြင်းတဲ့တင်းနေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် dot.ly/agfvisas ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီခြင်းတဲ့တင်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခန့်အပ်ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။